ထိုင်းနဲ့ဖြစ်ပေါ်တဲ့နယ်စပ်အငင်းခုံကိစ္စနဲ့ပတ်သက်ပြီးကမ္ဘောဒီးယားအစိုးရဟာအပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာအရေးဆိုလျှောက်ထားသွားမယ်လို့သိရပါတယ်။မေလရုံကနှစ်နိုင်ငံပိုင်နဲ့အငင်းပွားရာဧရိယာတစ်ခုမှာနှစ်ဖက်စစ်တပ်တွေကြားလက်နက်ငယ်တွေနဲ့ပစ်ခတ်ကြရာကကမ္ဘောဒီးယားစစ်သားတို့ထိဆုံးခဲ့ရပါတယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်ကသူ့ရဲ့နိုင်ငံဟာဒီကိစ္စနဲ့ပတ်သက်ပြီး ICJ ကိုအရေးဆိုလျှောက်ထားဖို့ဆုံးဖြတ်ခဲ့ကြောင်းပြောကြားသွားပြီးထိုင်းကလည်းသဘောတူလက်ခံဖို့မျှော်လင့်ကြောင်းပြောပါတယ်။ ဒါမှသာနေဆက်အငင်းခုံနဲ့ပတ်သက်တဲ့မရေရာမှုတွေကြောင့်နောက်ထပ်လက်နက်ကင်တိုက်ခိုက်မှုတွေဖြစ်မလာအောင်တားဆီးနိုင်လိမ့်မယ်လို့သူကလွှတ်တော်အမတ်တွေနဲ့တွေ့ဆုံချိန်မှာပြောဆိုသွားခဲ့ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြောင့်မှ2008ခုနှစ်တုန်းကနေဆက်အငင်းခုံကိုအကြောင်းပြုပြီးတင်းမာတဲ့စစ်ရေးပဋိပက္ခတွေဖြစ်ပေါ်ခဲ့ဘူးလို့နောက်ပိုင်းနှစ်တွေမှာလည်းဂျိုကြားဂျိုကြားထိတ်တိုက်ရင်ဆိုင်တဲ့အခြေအနေတွေပေါ်ပေါက်ခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်တွေအတွင်းစုစုပေါင်းအသေးအပြောက်28ဦးလောက်ထိရှိခဲ့တယ်လို့ဆိုပါတယ်။ ပြီးကြတဲ့သတင်းပတ်တုန်းကကမ္ဘောဒီးယားလာအိုနဲ့ထိုင်းနိုင်ငံတွေစုဆောင်ပြီးမြတ်တိကန်လို့ခေါ်တဲ့ဇုံနေရာမှာကမ္ဘောဒီးယားနဲ့ထိုင်းတပ်တွေပြစ်ခတ်မှုဖြစ်ပွားခဲ့တာပါကမ္ဘောဒီးယားနိုင်ငံသားရေးဝန်ကြီးဌာနကအဲ့ဒီကိစ္စဟာအကြောင်းမဲ့ရန်လိုတက်ခိုက်ခဲ့တဲ့လောက်ရက်တစ်ခုအဖြစ်ထိုင်းကိုဆွဆဲပြီးအများဆုံးထိထိရောက်ကင်တွယ်ဖြည့်ရှင်းပေးဖို့ဖနွမ်းပင်မြို့မှာရှိတဲ့ထိုင်းတန်ယုံစီတောင်းဆိုခဲ့ပါတယ်ပြီးတော့ကမ္ဘောဒီးယားရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုဟာရန်လိုကျူးကျော်တက်ခိုက်ခံရတာဖြစ်တယ်လို့ကမ္ဘောဒီးယားအစိုးရကဆွဆဲခဲ့ပေမဲ့ ပြဿနာကိုငြင်းချမ်းပြီးတန်တမန်ရေနီလန်းတွေနဲ့သာဖြေရှင်းသွားလို့ကြောင်းလဲသူကပြောပါတယ်။အခုတော့ဟွန်မာနက်ကဒီကိစ္စကို ICJC ရေးဆိုမယ်ဆိုတာကိုအတည်ပြုခဲ့ပြီးထိုင်းဘက်ကလက်မခံရင်လဲကမ္ဘောဒီးယားကပဲတနိုင်ငံနဲ့အနေနဲ့အဆိုတင်တင်းသွားမယ်လို့သူ့ရဲ့သဘောထားကိုထုတ်ပြန်သွားပါတယ်။လက်ရှိအခြေအနေရတော့ထိုင်းနဲ့ကမ္ဘောဒီးယားစစ်တပ်တွေကြားတွေ့ဆုံဆွေးနွေးထားပြီးတင်းမာမှုတွေကိုရှင်းချဖို့နှစ်ဖက်စလုံးကသဘောတူထားကြပါတယ်။ကမ္ဘာခေါင်းလုံးလို့လဲခေါ်ဝေါ်လေးရှိတဲ့ ICJ ဟာနယ်သာလန်နိုင်ငံဟိမျိုးမှာအခြေစိုက်ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံတွေကြားကအငင်းပွားမှုတွေကိုအဓိကကြားဝင်ဖြေရှင်းပေးနေတဲ့နိုင်ငံတကာတရားရုံးအဖြစ်ရည်တည်နေပါရဲ့ရှင်။